မင်္ဂလာပါရှင်6ရက်10လ2025မှာစနေရက်10လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်တနင်္ဂနွေသားသမီးအလုပ်ကိုင်းခက်ခဲခြင်းတွေ့ဝေခြင်းစဉ်းစားချင်းကျေမှုတွေများပြီးတော့လုံးဝကင်ရတာအဆင်မပြေဘူးလေကျွန်တော်တက်တဲ့ဒါကိုယူဆိုင်ပါနော်တန်မိုးကြီးတော့ပစ္စည်းဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့ရဲ့ထင်မြင်လွဲမှားမှုခံရတဲ့တင်ပြစိတ်ပါစာချုပ်စာရဲနဲ့ပတ်သက်တဲ့ကိစ္စလေးသတိထားပါလက်မှတ်ထိုးတာလေးတွေအမှားရင်ဖြစ်တတ်ပါတယ်ရန်အန်ရဲ့အတိုက်ခိုက်တော်မရှိဘူးသို့ပေမဲ့မိမိမှာအပြိုင်ဆိုင်လေးတွေရှိတယ်နောက်မိမိကိုမနာလိုတဲ့သူရှိတယ်အဲ့ဒါလေးတော့သတိထားပါအချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြည့်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာလေးတွေကြုံရတတ်ပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်အာယုံကျော်ခြေလက်ကြိုက်ခဲ့တဲ့ဝေဒနာခံစားတတဲ့ကိစ္စိုက်ပါအီးချမ်းမှုရင်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့အားနည်းတယ်ဒါပေမဲ့ထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီထိုးကန်ဆယ်လို့ရတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဝေးကြီးလက်လာပါပွန်လန်းစီမဲ့ရှုလန်းစီမဲ့တပတ်တာပါ အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာဂျုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူးမိမိကိုဗာလေးပဲလုံးလုံးမိဆွေကြီးအပေါင်းတိတိရဲ့ပံ့ပိုးမှုကူညီမှုလေးတွေရရှိစေမဲ့တပတ်တာပါဒီတော့တနင်္ဂနွေသားသမီးချင်းမိဆွေတွေကံတောက်ပတ်ဖြစ်စေတဲ့ကြရေအကောင်းလေးပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိဆွေဒီတပတ်မှာခွေးစာဝဝလွယ်လွယ်ကျွေးရင်းနဲ့မိမိကက်ကဲနေတဲ့တပတ်တာတွေအရန်ခိုက်တီကင်းစင်ပေါက်ပြောက်ပြီးတော့ကောင်းကျိုးချမ်းသာများရရှိစေပါပဲဖြစ်ပါတယ်ရှင် င်္ဂလာပါရှင်6ရက်10လ2025မှာစနေရက်10လ2025တပတ်တာတနင်္လာသားသမီးချင်းပြည်သူရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချင်းပြည်သူအလုပ်နဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်မိမိရည်ရွယ်ကြံစည်ထားတဲ့ကိစ္စလေးတွေဒီတပတ်ထဲမှာအောင်မြင်စေပဲလို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းတော့ထွက်တတ်တယ်ဒါကလေဟိုအမှုမဲ့အမှတ်မဲ့နေတလန်တွေမှာကိုကထွက်သွားတာမျိုးဒါမှမဟုတ်ရင်လည်းပဲ ကိုကိုပစ္စည်းတွေကိုခံလိုက်ရတာမျိုးအဲ့လိုပုံစံမျိုးနဲ့ထွက်တက်တာအဲ့ဒါလေးကိုသတိထားရမယ်နော်မိတ်ဆွေကံရန်ကောင်းနေဆရာသမားကံရန်ကောင်းနေပြီးတော့ဒီတပတ်ထဲမှာမြေကိစ္စစကားပြောဆိုရမယ်ဆိုရင်မိမိဘက်ကနေပြီးတော့တည်တည်ချာချာစနစ်တကျနေကောင်းဆိုတာပြောရေးဆိုခွင့်ရှိတဲ့တယ်မှာပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်အိမ်ကိစ္စစကားပြောတော့မေးဆိုရင်ပြဿနာလေးရေစုံတရားဖြစ်တဲ့တည်းဒါကြောင့်သတိထားပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာလေးဖြစ်တတ်ပါတယ် ရန်အန်ရေလုံးဝမရှိဘူးချစ်သူခဲ့သူတွေပေါ်လာမယ်တပတ်တာပါအချီးအင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းမဲ့လူရှိလူခဲ့ပေါ်မိအင်တော်ကြီးနဲ့ပတ်သက်ရင်အောက်လက်ငယ်သားတွေကြောင့်ပါရစီမဲ့အင်တော်ကြီးလို့တွေ့ရတယ်။ကျောင်းမကြီးနဲ့ပတ်သက်ရင်တော့ဂယုဆိုင်ပါအစိတ်ရှိသောတရဝါကောင်အကိတ်ခံတဲ့တဲ့ဂယုဆိုင်တော့အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့တပတ်လုံးမှာအလုပ်တွေရဲရှုပ်တွေပင်ပန်းနေဒါကြောင့်မလို့ပဲအေးချမ်းသေးလို့တွေ့ရတယ်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားကောင်းနေတီတူကန်ဆန်းပြီဆိုရင်တော့ငါတလုံးတီတူကန်ဆန်းလို့ရတယ်။မွေးချင်းနဲ့ပတ်သက်ပြီးတော့မိမိကညံဆွမ်းညံစားနဲ့ရှာတဲ့မွေးချင်းရောကန်ကြောင့်ဝင်လာတဲ့ငွေရောနှစ်လုံးဝင်လာလို့ရှိတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါစိုးဝတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့ပျော်ရွှင်ပွေရာခီးမျိုးတောင်သွားတတ်တယ်။ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကန်ထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးပေးခြင်းနဲ့တနင်္လာသားသမီးချင်းမိတ်ဆွေ ဖះမှာဒေးချင်းတစ်ခွက်လူတိုင်းချင်းပြင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။6ရက်10လမှာစနေရက်10လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေမပြီးပြည့်တဲ့အလုပ်ကိစ္စလေးတွေမှာ စိတ်ညစ်စရာဆိတ်ရှုပ်စရာဖြစ်ပြီးတော့လုပ်ကြရတတ်ပါတယ်။တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေပေါင်းသင်းတွေဆရာသမားတွေရဲ့ကူညီပံ့ပိုးထောက်ပံ့မှုရတဲ့အပြင်မိမိငွေကြေးကိစ္စလေးတွေစကားပြောဆိုတဲ့အခါအောင်မြင်စေမဲ့တပတ်တာလို့တွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိစ္စစကားများပဲပြဿနာဖြစ်ပြီးဒါကြောင့်မိမိဘက်ကပြောမဆိုမတွေမဖြစ်အောင်ဂရုစိုက်ပါ။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့တက်ကြီးရွယ်အိုတွေကြီးခဲ့တဲ့သူတွေအတွက်နောက်ဆက်တင်ရမယ့်ပူပန်ရမယ့်ဒီလိုလေးတွေ့ရတယ်။ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့သတိထားပါနော်။ ဘယ်ဟိုဘဲသွားသွားသွားတဲ့နေရာတွေမှာအမြင်တဲ့ကိုယ်အတွက်အန္တရာယ်လေးတွေရှိတယ်အမွေတက်လေးတွေရှိတယ်ဒါကိုဗီယူဆိုင်ပါချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းတဲ့တပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်စီကနေတရင်ကောင်းချာတပါလေကျမကြီးနဲ့ပတ်သက်ရင်တော့ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘိုင်းမကောင်းတာဘိုင်းအောင်တာဘိုင်းနာတာဒီလိုလေးခံစားတည်တည် အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာမိသားစုတွေငွေကြေးစုဆောင်ထားတာလေးနဲ့အလှူတန်းလေးတွေလုံးဝမေးဆိုတဲ့အရာလေးလည်းတွေ့ရပါတယ်။ကံနဲ့ပတ်သက်တော့အားနေတယ်။ဒါ့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတလုံးထီထိုးကန်ဆန်းလို့ရတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွန်လန်းလာမယ့်တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါအောက်လက်ငယ်သားတပတ်လက်သားလေးနဲ့ပတ်သက်ပြီးတော့ တခုခုကိုကိုကလိုက်ဖြည့်ရှင်းပေးရတာမျိုးလေးကျောင်းအပ်တည်းဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့အတွက်ကံတောက်ဖက်ပစ္စည်းတွေရည်ရအောင်လေးပေးခြင်းပါနေအင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရရမဲ့တပတ်တာရည်ရကတတ်တလို့ခောက်ဆွေးကြောအိမ်ဖျားမှာလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမင်းလို့တွေ့ရပါလေရှင် င်္ဂလာပါရှင်။ကျောင်းရဲ့ဆယ်လာမှာစနေရီဆယ်လာ2025တပတ်တာဘုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိန်းကနေစတင်ဟောပြောမှာပဲဖြစ်ပါတယ်ရှင်။ဘုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ပြဿနာတွေရှိတယ်။လုပ်ငန်းဝင်မှာ ပြောရေးဆိုရာကိစ္စတွေမှာပြဿနာတွေတက်သွားတာမျိုးနောက်ပြီးတော့ငွေကြီးအယောစားရှိတာမျိုးဒါလေးတွေ့ရတယ်ပြုဆိုင်ပါနော်။တန်မိုးကြီးတော့ပြည်စီထွက်တဲ့တည်ထားပါ။ မိတ်ဆွေဆရာသမားတွေကုညီမေမဆာမေမြေကိစ္စလေးအဆင်ပြေမယ်ပညာရဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်မှာအလိညာခံရတာအိမ်ကိစ္စစာချုပ်ချုပ်ဆိုတဲ့ကိစ္စအလိခံရတဲ့တဲ့ကိစ္စဆိုင်နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးကံအကောင်းနေခྱི་သွားပေးတွားတဲ့ခྱི་ရတယ်ပဲမိမိရည်ရွယ်ထားသည့်အတိုင်းအကြမကြနဲ့ခྱི་ထွက်ရတာမျိုးကြုံရတတ်တယ်။ရန်အန်ဒီရေစူးစူးဝါရှိတဲ့ဂိမ်းဆိုင်နော်အဲ့တော့ကိုကို ဖျက်လို့ပြည့်စည်လောက်တာမျိုးနောက်ပြီးတော့ကိုယ်အပုတ်ချတာမျိုးနာမည်ဖျက်တာမျိုးခံရတဲ့တကယ်ကိုဆိုင်ပါအချီရင်နဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်မယ်လူကြည့်လူခင်ပေါ်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ရဲ့ကျမ်းမာရေးညံ့တဲ့တယ်ယူဆိုင်ပါမိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ရင်သတိထားပါဖြစ်လိုက်ရင်ခြေစစ်လက်စစ်လေးတွေကြိုက်တာခဲတာလေးကြုံရတဲ့တည်းအေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့လုပ်ငန်းခွင်မှာပြဿနာလေးတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်အောင်တော့ကောင်းတယ်ဓီတူးကန်ဆန်းခြင်းတွေဆိုရင်တော့၃ညတလုံးဓီတူးကန်ဆန်းလို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ချီးငါထားတော့ဝေးကြီးကိစ္စများစကားပြောဆိုတာတက်တယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမိမိကိုဒုက္ခပေးတဲ့သူကလင်းစုံမရဖက်ယောက်ျားဆိုရင်မိမရှိတယ်ပေါ့မိမဆိုရင်ယောက်ျားရှိတယ်အဲ့လိုလင်းစုံမရဖက်ကဒုက္ခပေးတာမျိုးကျောင်းဝတ်တဲ့ဒီဘေးဆိုင်ပါဗုဒ္ဓဘုရားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းနေပြီးကြပါလေ ဗုဒ္ဓသာသမီချင်းမင်းစုရင်ပြုလုပ်ဆောင်ရမယ့်ယရိယာကမိမိနေအိမ်ကဖျားမှာပန်းဝါခုနှစ်ပွင့်လူရန်ချင်းပြေခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမင်းလူတို့ရပါတယ်ရှင်မင်္ဂလာပါရှင်6ရက်10လမှာစနေရက်10လ2025တပတ်တာကျောင်းတော်ရီသာသမီချင်းမင်းစုရဲ့လုပ်ငန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်ကျောင်းတော်ရီသာသမီချင်းမင်းစုအလုပ်ငန်းအရန်ကောင်းဘာလီပဲလုပ်လိုက်လုပ်လိုက်မိမိရည်ရွယ်ထားတဲ့အတိုင်းအဝေးကိုကြနေအစီအပြေသွားစီမဲ့တပတ်တာပါ တန်မိုးကြီးသောပစ္စည်းတော့ထွက်တတ်တယ်ဒါလည်းလိုအပ်လို့တကယ်ကိုသုံးရမယ့်အရာမလို့ထွက်သွားတာလေးကျွန်တော်တက်တယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့မနာလိုဖြစ်တာတွေမိတ်ဆွေတွေရဲ့ဒုက္ခပြတာတွေဒီလိုလေးခံရတတ်တယ်နော်အိမ်နဲ့ပတ်သက်ပြီးတော့အရန်ကောင်းအိမ်ကိစ္စလေးအဆင်ပြေမယ်အိမ်ဝယ်တဲ့ကိစ္စလေးအဆင်ပြေမယ်အိမ်ပြုပြင်တဲ့ကိစ္စလေးအရန်ကောင်းနေပြီဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့အဲ့လိုကျမ်းမာရေးမကောင်းတဲ့သတင်းတွေကိုကြားရတတ်တယ်ရန်အနေနဲ့တိုက်ခိုက်ရန်များတယ် ကိုယ့်ဘက်ကဘလို့ပဲတိုက်ခိုက်များများကြိုးစားပါအလုပ်တစ်ခုကိုအာရုံစုစိုက်စွာလုပ်ပါပတ်ဝန်းကျင်ရဲ့စကားကို နားထောင်သင့်တဲ့အရာလေးတွေကိုနားထောင်ပါဒီလိုလေးပဲပြောချင်ပါတယ်နော်အချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအရန်ပွင့်မယ်လူချင်းလူကင်ပေါ်မယ်ဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့အယူဆိုင်မှုကျင်နာမှုယူရမှုတွေရရှိစီမဲ့တပတ်တာပါကျမကြီးနဲ့ပတ်သက်ရင်စိုးကျလုံးဝမရှိဘူး။ကဲနဲ့ပတ်သက်ရင်တော့အားနည်းတယ် မဖြစ်မနေဓီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့6ဒလုံးဓီတိုးကန်ဆန်းလို့ရတယ်ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ဝန်လန်းရှင်လန်းစီမဲ့တပတ်တာပါပြောတိုင်းဖြစ်လုပ်တိုင်းဖြစ်ဆိုတော့ဝေးရှာလို့ကောင်းတာပေါ့နော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တော့ဘာသာရေးနဲ့ပတ်သက်တာတွေအလူအတန်းတွေများစွာလုပ်ရင်းနေဝေးခြင်းလက်လာပါတွေနဲ့ဝန်လန်းပဲရှင်လန်းပဲအချို့မြက်တွေလည်းများစွာရရှိစေမဲ့တပတ်တာပါဒီတော့ဂျာတာဘေးသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ယနေ့အကောင်းလေးပြချင်တယ် န္ဒာဝိသာသမီးချင်းမိတ်ဆွေတန်ဃာတော်တပါးကိုမိမိကြိုက်မြင့်တရားဟင်းလျာတစ်ခွက်တည်းစွန်တဝဲတဲ့စက္ကန့်လူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။6ရက်10လမှ12ရက်10လ2025တပတ်တာတောက်ကြသာသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ ။နောက်ကြသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကိုလုံနေတဲ့အလုပ်ကလေးတွေမှာမပြီးပြည့်လို့စိတ်ညစ်ရတာ။နောက်ပြီးတော့မပြီးပြည့်တဲ့အပြင်ပြဿနာလေးတွေကြုံတွေ့ရတာဒီလိုလေးတွေရှိနေတာကိုခရီးဆိုင်ပါနော်။တံမိုးကြီးတော့ပြည်စီဝင်လာလို့ရှိတယ်အဲ့တော့ကိုကိုတိုင်းပဲဝယ်ဝယ်သူတစ်ပါးကပဲလက်ဆောင်ပေးပြီးတံမိုးကြီးပြည်စီဝင်မယ်လို့တွေ့ရတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့နဲ့ရံများချင်းစကားများချင်းပြဿနာဖြစ်ချင်းလို့တွေ့ရတယ်ဘေးဥဆိုင်တော့အိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိစ္စတွေမှာပူပန်တက်တဲ့စိတ်နှောင့်ယှက်ကြုံရတတ်တယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းမှာစိတ်ဝမ်းနေကွဲစီတာမျိုးကျွန်ဝတက်တည်ခရီးနဲ့ပတ်သက်ပြီးတော့သွားမယ်လို့ရည်ရွယ်ထားပြီးတော့မှရက်ရွှေ့သွားတာမျိုးတွေလည်းကျွန်ဝတက်တည်ရန်အနေနဲ့အတိုက်ခိုက်စူးစူးဝါမရှိဘူးဆိုပေမဲ့ကိုယ်အမြင်မကြည့်တဲ့သူတွေရှိတယ်ဒါအောင်ကိစိတ်ပါအခြေအနေနဲ့ပတ်သက်ရင်တော့မျက်နှာအယမ်းပွင့်နေတယ်စမ်းပွင့်နေတဲ့ကာလာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ဝေးကြီးကိစ္စလေးတွေတော့လိုက်လံဖြည့်ရှင်းပေးရတာကိုကဖြည့်ရှင်းပေးရတာဒီလိုလေးကျွန်တော်တက်တည် ကျမကြီးနဲ့ပတ်သက်ရင်စိုးချုံမရှိဘူးသို့ပေမဲ့ကိုကအရင်ကနေ့ကအနာတရဖြစ်လာတယ်ကျမကြီးဒီတချောင်ချောင်ဖြစ်လာတယ်ဆိုရင်ဒီတစ်ပတ်ထဲမှာအနာနဲ့စီးတွေ့သွားနေမယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားနေတယ်သို့ပေမဲ့မဖြစ်မနေထီထိုးကံဆန်းခြင်းနေဆိုရင်တော့နှစ်တလုံးထီထိုးကံဆန်းလို့ရပြီငွေချင်းနဲ့ပတ်သက်ပြီးတော့အချင်းငါဘသူ့မှာမလုပ်နေငွေချင်းငွေငါကိစ္စလေးတွေမှာပြဿနာပေါ်တတ်တယ်ရှင်းရတတယ်လင်းရတတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါမှာမိမိအနေနဲ့ ကိုကသူတော်ဘာကိုကိုပဲစိတ်နှောက်ရတဲ့ပေးထားတယ်လို့မကောင်းတဲ့အစီအစဉ်တွေနဲ့လှုပ်ထားတယ်လို့ကိုကလုံးမအီမသားလေးဖြစ်တာဒီနေ့စိတ်ကြည်လင်းနေဒီနေ့စိတ်ရှင်လင်းနေနောက်နေ့ကျရင်ကိုရီလက်တွေလေးလံထိုင်ပိုင်းပြီးတော့အိမ်ရထဲမှာဘုံဘုံလဲခြင်းတွေဒီလိုမျိုးလေးတွေဖြစ်တတ်ပါတယ်ဒီတော့ဘာသာရေးများများလုပ်ပေးရတယ်ဒိဋ္ဌိများများလုပ်ပေးရတယ်နော်ကံတော့ပဲဖြစ်စီတဲ့ယရိယာက နေအိမ်ကဖျားမှာနွားနုသုံးခွဲလူတိုင်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမေးလူတွေရပါတယ်ရှင် ်မင်္ဂလာပါရှင်6ရက်10လမှစနေရက်10လ2025တပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်စနေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အရန်ကောင်းဗာလီလုံလုံကိုရည်ရွယ်ထားတဲ့အတိုင်းအဝေခွေကြတဲ့အစဉ်ပြေပြီးအလုပ်ကအကျိုးမြတ်တည်ရမယ်အလုပ်နဲ့ပတ်သက်တဲ့အခွင့်အလမ်းလေးတွေပေါ်မယ်ဒီလိုလေးတွေ့ရတယ်ဗောနော်တန်ဖိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းသင်းတို့ရဲ့အကူအညီထောက်ပံ့ကောင်းရဖို့ရှိတယ်။အောက်လိုက်ငယ်သားစီရနေလည်းတည်ငောင်းကြားဖို့ရှိတယ်။အိကိစ္စနေရဒိုင်းကိစ္စတွေအလုံးစုံဆင်ပြေတော့ပါလိမ့်မယ်။ရှင်ဘူးသားချင်းနဲ့ပါ ကျမ်းမာရေးအသေးတန်ညံ့တဲ့တည်နေကြရတည်း။ရန်အန်ဒီရဲ့တိုက်ခဲရှိတယ်မိမိကိုအပြစ်ပြောမယ်မိမိကိုမနာလိုတာခံမယ်ဒါလေးတော့တည်ထားနော်။ချင်းနဲ့ပတ်သက်ပြီးတော့အင်မတန်မှမျက်နှာပွင့်နေမိလူချစ်လူခင်ပေါ်မိ အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့သားသမီးတွေအတွက်အိမ်တော်ကြီးမှာပူပန်နေရတာမျိုးလေးဂျုံကတက်တည်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးကျိုးလုံးဝမရှိဘူး။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပေမဲ့ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာတဲ့ငွေကြီးလေးတွေဟာအထွက်အရန်ကျန်းနေတယ်မှာပါတယ်။ငွေမစုမိတာမျိုးဖြစ်တတ်တယ်ပေါ့နော်။ပူပန်စရာလေးဂျုံကိုပြီးကြည့်လိုက်တော့ မိမိကိုမကောင်းတဲ့အရာတွေကနေပြီးဟန့်တာမျိုးဥမာတနေရသွားမယ်ဆိုရင်အပြင်းနဲ့တဲတိရင်ဖို့ဖြစ်စရာအကြောင်းအရာလေးတွေပေါ်တာမျိုးဒီလိုလေးတွေ့ရတယ်ဒီတော့စလီသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ယရိယာကောင်းလေးပြီးချင်ပါလေစလီသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်ယရိယာကရေများများလှူပေးရတယ်လိုအပ်နေသောနေရာတွေမှာရေကုသိုလ်လှူဒန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်